ဒီနေ့ဘုံတို့နာယူကြည်ညိုကြရမယ်တရားဒေသနာကကိုယ်စိတ်ကိုကောင်းအောင်ထားတာအဲ့ကိုယ်စိတ်ကိုကောင်းအောင်ထားတယ်ဆိုတာဘယ်လိုတော့မကောင်းတဲ့နေရာမှာမထားတာပေါ့မကောင်းတဲ့စိတ်တွေမဖြစ်အောင်ကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးစားတာကိုဒါကိုယ်စိတ်ကိုကောင်းအောင်ထားအင်းလို့ပြောတာကိုယ်စိတ်ကိုကောင်းအောင်ထားလိုက်ပြီးစိတ်ကလေးကောင်းသွားပြီဆိုရင်တွေးတာလည်းအကောင်းတွေးဖြစ်တော့မေးပြောတာလည်းအကောင်းပြောဖြစ်တော့မေးလှုပ်တာလည်းအကောင်းလှုပ်ဖြစ်တော့ စိတ်ကလေးကောင်းသွားပြီဆိုရင်အကုန်လုံးကောင်းသွားပြီတကိုယ်လုံးကောင်းသွားပြီတဘဝလုံးကောင်းသွားပြီစိတ်ကလေးကောင်းသွားတယ်မကောင်းတဲ့စိတ်တွေမဖြစ်အောင်ကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးပမ်းအားထုတ်တာဟုတ်တာအတ္တတမပဏီတိလို့ပြောတာဟုတ်လားအဲ့တော့ဘုံဘုံတို့စာထဲမှာကိုယ့်စိတ်ကိုကောင်းအောင်ဘယ်လိုထားမှလဲဆိုတာလေးကိုဖွင့်ပြတော့ကိုယ်မှာသဒ္ဓါတရားမရှိသေးဘူးဆိုရင်သဒ္ဓါတရားရှိအောင်သဒ္ဓါတရားတွေအာနေနေတယ်ဆိုရင်လည်းသဒ္ဓါတရားတွေထက်တန်အောင်ကြိုးစား ဖရာတရားတန်ခါယတနာမြတ်သုံးပါးရဲ့ပုံမှာယုံကြည်မှုတွေမျက်နှာမှုတွေကြည်ညိုမှုတွေယော့နေသလားယော့နေရင်တိုးမယ်ပေါ့ကိုယ့်ရဲ့ကိုချင်းသီလတွေနော်ညှို့နှွမ်းနေသလားဒါဆိုရင်ဖြူရှင်အောင်တန်ရှင်အောင်ကြိုးစားမယ်ပေါ့နောက်တစ်ခုကနှမျိုးဝန်တိုမှုမစ္စရိယအညစ်အကြေးတွေစိတ်ထဲမှာအလွန်များများနေသလားဘာမှမပေးနိုင်မပြုတ်နိုင်ဟုတ်လားအဲ့ဒါဆိုရင်လည်းပဲစွန့်လွတ်မှုဆိုတဲ့စာကတရားဖြစ်အောင်ကြိုးပမ်းရမယ်တဲ့၃မျိုးပြောတယ်နော် ကြဲကြဲပြတ်ပြတ်နားလည်ခြင်းလေဆိုရင်တော့စိတ်တွေမကဘူးအပြောတွေရောအလုပ်တွေရောကိုယ်တကိုယ်လုံးကိုမကောင်းတာတွေမဖြစ်အောင်ကောင်းတာတွေဖြစ်အောင်ကြိုးစားတာကိုယ့်ကိုယ်ကိုကောင်းအောင်လုပ်တာကိုယ့်ကိုယ်ကိုကောင်းတဲ့နေရာမှာထားတာကောင်းဖို့ကြိုးစားတာပေါ့အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ခမုန်းတို့အလွန်အတုယူစရာကောင်းတဲ့ဇတ်တော်လေးတစ်ပုဒ်မမောကပြောပြခြင်းလဲဆရာဘုရားဇတ်တော်တွေကိုဟောတယ်ဆိုတာ အတုယူစီဖို့ပေါ့နော်အဓိကအဲ့ဒီရွေချက်နဲ့ဟောတာဇတ်တော်ရဲ့နာမည်ကသုလဘောဓိဇတ်တဲ့ဒေါသအလွန်ကြီးတဲ့ယဟန်တပါးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတာပါတခုသောဘဝတုန်းကဘုံဘုံတို့ဘုရားလောင်းကြီးကမြမပြည်ကနေစုတည်ပြီးတော့အလွန်ချမ်းသာတဲ့တထေမျိုးတထေနွယ်မှာသွားပြီးတော့လူဖြစ်တယ်အဲ့လိုပဲသူ့လိုပဲမြမပြည်ကနေမြမတယောက်စုတည်ပြီးတော့တထေမျိုးတထေနွယ်မှာသွားပြီးတော့လူဖြစ်တယ်အဲ့ဒါကကောင်းပါလေအရှင်ဘုရားကောင်းပါလေမှု ညီမမဖြစ်ခင်တော့ကောင်းပါလိမ့်မို့လို့ပေါ့နော်အဲ့ဒါနဲ့သူတို့ချင်းဆက်ဆက်ပြီးတော့မိဘတွေချင်းဆက်ဆက်နေတာဆိုတော့ဒီကလေးနှစ်ယောက်စိတ်ပါဝင်စားမှုမရှိဘဲနဲ့အရွယ်ရောက်လာတော့ပေးစားလိုက်ကြတယ်ညီမကြီးဆိုတာကတတန်းကအကြာကြီးဒီကာမရာဂကိုကင်းကွာပြီးတော့အကြာကြီးနေလာတာဆိုတော့သူတို့ကဒီကိစ္စကိုဒီအိမ်တော်သားမွေးကိစ္စကိုစိတ်မဝင်စားဘူးဒါပေမဲ့မိဘတွေကိုမလွန်ဆန်နိုင်လို့သူတို့အိမ်တော်ပြရတယ် နောက်မိဘတွေအကုန်လုံးနှစ်ဖက်လုံးကွယ်လွန်သွားကြပြီဆိုတော့ဘုရားလောင်းကသူ့ရဲ့မျိုးသမီးသနီးတွေကိုခေါ်ပြီးတော့ပြောတယ်။ငါတော့ဒါတွေအကုန်လုံးကိုစွန့်ပြီးတော့ခိမွန်တာဝင်ပြီးတော့မြတ်တော်ကျင့်ကိုကျင့်မယ်။တောထွက်တော့မယ်၊ယသိဝတ်တော့မယ်။ဒါကြောင့်မင်းဒီအိမ်မှာရှိတဲ့ပစ္စည်းတွေမင်းအကုန်လုံးမင်းယူလိုက်တော့စွန့်တာပေါ့။အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီအမျိုးသမီးလေးရတယ်။အရှင်တို့ထွေးတဲ့တတွေးကိုသူဟာပါးစပ်နဲ့မခံလို့ပါဘူး။ သူလည်းပဲအဲ့ဒီစိတ်ကူးတွေရှိတဲ့အတွက်ကြောင့်အရှင်းနောက်ကလိုက်ပြရစီဆိုတော့ဘလို့မှတအားမတားတာတဲ့အနေထားဆိုတော့ပစ္စည်းတွေအကုန်လုံးစွန့်ထားခဲ့ပြီးတော့အဲ့ဒါဇနီးခမုံနှစ်ယောက်ထွက်သွားကြတယ်အဲ့တော့နောက်တော့တော်ထဲမှာရသေးဝက်ကလေးနဲ့နေကြတယ်ဇန်တို့ဘာတို့မရဘူးတဲ့ဆယ်နှစ်ကျော်ကျော်လောက်ကြာသွားတယ်ဘာလို့မရတာတုံးဆိုတော့တန်ရောစင်ကပါလာတယ်လွတ်လွတ်ကျွတ်ကျွတ်မလုံးနိုင်ဘူးဒါကြောင့်မရတာလို့ဘုံကတော့အလိုတွေးကြည့်တော့အဲ့ဒါနောက်တော့ဒီခန္ဓာကိုယ်က အချင်းတက်တို့အငန်တက်တို့လိုအပ်လာတဲ့အခါလူတွေနေတဲ့နေရာတွေသူတို့လာကြရပြန်တယ်။အဲ့လိုလာရင်းနဲ့ဗြဟ္မရမင်းကြီးရဲ့ဥယျာဉ်မှာသူတို့တဲကြတော့ပေရဥယျာဉ်ထဲမှာတဲနေကြတော့မင်းကြီးကဥယျာဉ်လာရင်းနဲ့ဒီယသိကိုမြင်တယ်ဒီယသိနှစ်ယောက်မြင်တော့ထူးသဖြင့်ဒီယသိမလေးကအလွန်မှကြောမောလှပတဲ့အတွက်ကြောင့်ရာကျင်ဘုရင်ကြီးကအယွေရလည်းရှိသေးတယ်ဆိုရာကျင်အဲ့ဒါနဲ့ဘာတော်တော့လို့မေးတယ် မေးတဲ့အခါကျတော့ဘုရားလောင်းကအခုတော့ဘာမှမတော်ဘူးတဲ့ဒါမှမဟုတ်လူ့ဘဝတုန်းကဒါသူ့ရဲ့ဇနီးပါအဲ့လိုပြောတဲ့အခါကျတော့ဘင်းကြီးကအင်းဒီယသိမကိုငါအတင်းအဓမ္မယူမယ်ဆိုရင်ဒီယသိကနော်ဘလို့မြန်တုံပြန်မလဲမသိဘူးနည်းနည်းအကဲဆန်းတဲ့အနေနဲ့အဲ့လို့ဆိုရင်ဒီယသိမကိုငါအတင်းအဓမ္မယူသွားမယ်ဆိုလို့ရှိရင်ရှင်ယသိဘာလုပ်မလဲအဲ့တော့ဘုရားလောင်းကဘာပြောလို့ဆိုတော့ငါပုထုသင်တဘာဝါ ဒေါသတော့ထွက်ကောင်းထွက်လိမ့်မယ်တဲ့စိတ်တူတာတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါမဲ့အဲ့ဒီဒေါသကိုငါအပြင်မထွက်စေရဘူးတဲ့ထောင်းထောင်းထနေတဲ့မြူတွေကိုတော့တခဲနဲ့ရွာချလိုက်တဲ့မိုးကြီးကတခဏချင်းပဲငြိမ့်အေးသွားစေသလိုမျိုးငါတဏ္ဍာမှာဖြစ်လာတဲ့ဒေါသတွေကိုငါတခဏချင်းပဲနှိမ့်သက်ပြစ်မယ်အဲ့လိုပြောတဲ့အခါကျတော့ဘယင်ကဒီရတိရဲ့စိတ်ကောင်းနှလုံးကောင်းရှိပုံကိုတောင်းမတွေးနိုင်တော့ဘဲနဲ့ သူ့ရဲ့လက်အောင်ငယ်သားတွေကိုဒီယသိမလေးကိုအတင်းအဓမ္မနန်းတော်ခေါ်သွားလို့ခိုင်းလို့ခေါ်သွားကြတာအဲ့ဒါနန်းတော်ရောက်တဲ့အခါကျတော့သူ့ကိုမိဖုရားမြောက်မေးဒါကြောင့်မလို့သူ့ရဲ့အလိုကိုလိုက်ဖို့ဖြောင်းပြပြောဆိုတာပေါ့ဒါပေမဲ့အဲ့ဒီယသိမလေးရတယ်အဲ့ဒါကိုစိတ်မဝင်စားဘူးမိဖုရားဖြစ်ဖို့လည်းစိတ်မဝင်စားဘူးဒီထီနန်းစီစိန်လည်းစိတ်မဝင်စားဘူးတော့သူကငိုပဲငိုနေတယ်ဒါကသူစိတ်မဝင်စားဘူးသူ့ကိုပြန်ပို့ပါဘလို့မှသွေးဆောင်ဖျားယောင်းလို့မရတဲ့အခါကျတော့သူ့ကို အလုံးပိတ်ပြီးတော့ခန်းထဲမှာထားပြီးတော့ဘင်းရဘာစဉ်းစားလဲဆိုတော့ဩယသိတွေကအကျင့်ရှိတယ်တိလာရှိတယ်တချို့ဒီလိုယသိတွေဟာထူးခြားတဲ့ဆန်းပြားတဲ့ဂံဗီရအတတ်ပညာတွေတက်ကြတာတွေရှိတယ်အဲ့ဒါငါ့ဟိုမြန်ဒုက္ခရအောင်သူတို့တက်တဲ့အတတ်ပညာနဲ့လုံမယ်ဆိုရင်ခက်လိမ့်မယ်ဆိုပြီးတော့စုံစမ်းမဲ့အနေနဲ့ဥယျာဉ်ထဲမှာကြံနေရတဲ့ဘုရားလောင်းရသေးတွေကိုတိတ်တိတ်ကလေးတာတာလေးအချမ်းရံနေမပါဘဲနဲ့သူလာကြည့်တယ် ဘာရင်မြန်ငါ့ကိုနော်အကျိုးမဲ့အောင် လုပ်နေတယ်လေဆိုတဲ့သဘောမျိုးနော်အဲ့လာကြည့်တော့ဘုရားလောင်းအဲ့ဒီချိန်မှာသင်္ကန်းချုပ်နေတယ်သူစိတ်ထဲမှာအလွန်ကြီးမားတဲ့လောကဓာတ်ကြီးတွေ့ဒါပေမဲ့ငြိမ်းအေးသွားပြီသင်္ကန်းချုပ်ပြီးတော့နေနိုင်တယ်အဲ့တော့ဘယင်နောက်ကရောက်နေတာကို तू ကမသိမသိတော့ဘယင်ကြီးကတိရတန်နဲ့သူ့ကိုလှည့်မကြည့်တာလို့ထင်နေတယ်ဩဒီရတိကစောတော့ကတော့စိတ်မတူဘူးလို့ကြုံသွားတယ်ခုကြတော့လည်းပဲ तू စိတ်တွေတူပြီးတော့ငါ့ကိုလှည့်တော့မကြည့်နိုင်ဘူး သူလည်းသူထင်ချင်းသူလျှောက်ထင်းနေတာဟုတ်လားအဲ့ဒါနဲ့သူကရှေ့ကနေသွားပြီးတော့ရှင်ရဲ့သိစောတော်တော့ကတော့အတင်းကျုံသွားတယ်နော်ဖြစ်လာတဲ့ဒေါသကိုနော်မြူတွေကိုမိုးကြီးကနှိမ့်တက်ပြစ်တယ်လို့နော်ဖယ်ရှားပြစ်လိုက်တယ်လို့ဖယ်ရှားပြစ်မလို့ပြောခဲ့တယ်ခုငါ့ကိုစိတ်တို့လို့သင်မပြောတာမဟုတ်လားအဲ့ဒီတော့မှဘုရားလောင်းကမဟုတ်ဘူးဒီရှင်မင်းငါ့ကိုအထင်လွဲနေတယ်ပေါ့အဲ့ဒီမှာသူကငါတန်တန်မှာဖြစ်တော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုငါမထွက်စေရဘူးအဲ့လိုပြောတဲ့အခါကျတော့ဘင်းကြီးက ရှင်ယသိဖြစ်တော့ဖြစ်တယ်မထွက်เสียရဘူးဆိုတာပါပြောတာတော့တော့ဖြစ်တော့ဖြစ်တယ်ဆိုတာအဆင်မပြေတာတွေစိတ်တိုင်းမကြเสียရတွေတွေ့လာပြီဆိုရင်ဒေါသတော့ဖြစ်တာပေါ့ဒါပေမဲ့အဲ့ဒါကိုကာယကံမြောက်ဝစီကံမြောက်ပြောတာဆိုတာလှုပ်တာကိုင်းတာမှားယွင်းသည်အထီတော့အဲ့ဒီဒေါသကိုပြင်မဲ့ကုံကထွက်ခွင့်မပေးဘူးဒါပါလေသူကုသူကောင်းကောင်းထိန်းထားတာပေါ့နော်အတ္တတမပဏိတိဆိုတာအဲ့ဒါကိုကိုကောင်းကောင်းထိန်းထားတာမတတ်တာလို့ မပေရသေးလို့ဒီကိလေသာဖြစ်တော့ဖြစ်လာတယ်မဖြစ်အောင်ကြိုးစားတဲ့ကြားတဲ့ရပဲဖြစ်တော့ဖြစ်လာတယ်ဒါပေမဲ့ဖြစ်လာလို့ရှိရင်အဲ့ဒါကိုကြီးထွားကွက်သူမပေးဘူးလို့ပြောတာအဲ့လိုပြောရင်းနဲ့ဘင်းကြီးကိုသူ့ရဲ့သဘောထားတွေအမှန်ကန်သိပြီးတော့နားလည်မှုရှိသွားအောင်ဆိုပြီးတော့ဘုရားလောင်းကဒေါသရဲ့သဘောလေးတွေကိုပြောပြတာအဲ့ဒါဆက်မိနေတော့ပြောပြမယ်အဲ့ဒါအလွန်ကောင်းတယ်နော်ဘာပြောလို့ဆိုတော့ဘင်းကြီးတဲ့ဒေါသဖြစ်လာပြီဆိုလို့ရှိရင် ဒီလူတွေဟာကိုယ့်ရဲ့အကျိုးစီးပွားကိုမသိနိုင်တော့ဘူးတဲ့ကောရောဒုံမေဒကောစရောနော်အမြတ်ဒေါသဆိုတာလူမိုက်တို့ရဲ့ကျက်စားရလူမိုက်ရဲ့ကျက်စားရလူမိုက်ရဲ့စိတ်ကဘယ်မှာအနေများအောင်ဆိုတော့အလိုမကျမှုမှာပဲနေဘာမှသိစိတ်တိုင်းမကြခြင်းနော်စိတ်တိုင်းမကြလို့လည်းပဲဘာကောင်းကျိုးမှရှိတာလည်းမဟုတ်ကိုယ်စိတ်တိုင်းမကြတဲ့ကိစ္စကြီးကစိတ်တိုင်းကျသွားတာလည်းမရှိဘူးအဲ့တော့သူကအကျိုးမရှိပဲနဲ့တက်တက်သူ့ကိုယ်သူပူလောင်အောင်သူများကိုပူလောင်အောင် နော်လို့ရရောက်တဲ့အတွက်ကြောင့်ဒေါသဖြစ်ရတာလောက်မိုက်မဲတာမရှိဘူးဆိုတဲ့အသေးပဲကိုပေါ်ညွှန်းတာဟုတ်လားဒါကြောင့်မလို့ကိုရောဒုံမီရကောစရောအမျက်ဒေါသဆိုတာလူမိုက်တို့ရဲ့ကျက်စားရတယ်အဲဒါဒေါသဖြစ်နေပြီဆိုရင်ငါလူမိုက်စကြက်ထဲရောက်နေပြီလို့ပုံပုံတို့စဉ်းစားရမယ်နော်စိတ်တူဝီဟေးဆိုရင်ကိုပဲစကြက်ထဲရောက်နေလူမိုက်စကြက်ထဲရောက်နေပြီဟုတ်လားဒါကိုစဉ်းစားရမယ်နော် မင်းကြီးတဲ့ဒေါသဖြစ်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကောင်းမြတ်တာတွေမြင့်မြတ်တာတွေကောင်းတာတွေအကုန်လုံးကိုစွန့်နေတဲ့ကြီးကျယ်တဲ့ကိုယ့်ရဲ့ကြိုးစည်းဘဝကိုလည်းသူလစ်လျူရှုပစ်လိုက်တယ်အမှန်တော့မရရင်ဒီကွာကောင်းတာတွေမကောင်းရင်လည်းနေပါစေတော့ငါတော့ပြောထည့်လိုက်တော့မယ်လှုပ်ထည့်လိုက်တော့မယ်ဟုတ်လားနော်ကောင်းတာတွေကိုစွန့်နေကိုယ့်ရဲ့အကျိုးစီးပွားတွေကိုလစ်လျူရှုတယ်အဲ့ဒီအမျက်ဒေါသငါတန်တမာဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ငါပြင်မမထောက်စီရဟူအမှဆက်ဘောသူကာထာလေးနှစ်ပုတ်ပြောတယ်အဲ့ဒီကာထာလေးနှစ်ပုတ်တော့သဘောကျလွန်းလို့ ြောလိုက်အောင်ဟုတ်လားအဂိဝတိနာကထသမိန်ကောရောယတဩဒတိနေဟယတိတတယတောကာလပခေဝစန္ဒီမလူမိုက်တေတန်တမဖြစ်တဲ့ဒေါသဟာမျက်ခြောက်တွေတိရွယ်ခြောက်တွေတိခဲခြောက်တွေတဲ့ကြသွားတဲ့မီးလိုတခဏချင်းပဲတဟုံဟုံထလာတယ်တဲ့ဒေါသအကြီးဖြစ်လာတယ်အလောက်လည်းမဖြစ်သင့်ပဲနဲ့အလောက်စိတ်တူစရာလည်းမဟုတ်ဖဲနဲ့စိတ်တူစရာလေးချက်ကနေတွေးလိုက်တာနဲ့ဝုံးဆိုထပြီးတော့တောက်တယ်ဟုတ်လား မျက်ခြောက်တွေတိရ6တွေကြားတဲ့ကြားတဲ့မီးလို့တဲ့။နောက်လူမိုက်တန်တမှာဖြစ်တဲ့ဒေါသကြီးထွားလွှဲတယ်။အဲ့လိုဆိုရင်ဘာဖြစ်တုံးတဲ့။နိဟိယတိတတ္တရတောကာလပခေဝစန္ဒီမှာနော်။လာစုပ်ကမှာထွက်တဲ့လလို့အဲ့ဒီပုဂ္ဂိုလ်ရဲ့အချမ်းရံတွေကြော်စောတွေကောင်းတာတွေအကုန်လုံးကတဖြည်းဖြည်းနဲ့ဆုပ်ယုပ်သွားလိမ့်မယ်။အဲ့လူမိုက်တွေရဲ့သဘောကိုပြောရအောင်နော်။အပညာရှိလို့ကြတယ်ဘယ်လိုပြောတော့။အနိန္ဒောဒုမဂိတုဝကောတော်ယတုပတမတိ။ အပုရတိတတယတောဒုက္ခပခေဝသန္တိမလူပညာရှိရဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာလည်းဒေါသမဖြစ်ဘူးတော့မို့ဖြစ်တယ်။ဒါပေမဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာဖြစ်တဲ့ဒေါသကြတော့လောင်စာမရှိတဲ့နေရာမှာကြာသွားတယ်မီးလို့တခဏချင်းပဲငြိမ့်သွားတယ်။ဟောဘုန်းတို့ဒီကြွေပြားပေါ်ကိုင်းမီးကြာသွားတယ်တမန်တလင်းပေါ်မီးပွားလေးကြာသွားတယ်။လောင်စရာမရှိတော့ဘာဖြစ်သွားငြိမ့်သွားရော။ဟုတ်လား။လောင်စာမရှိရမှာကြာတယ်မီးလို့ ပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဒေါ်လာဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ခဏချင်းပဲငြိမ့်သွားတယ်တဲ့အဲ့လိုတခဏချင်းငြိမ့်အောင်လုံနိုင်မယ်ဆိုလို့ရှိရင်အပုရတိတတရသောတုတ်ကပက်ခေဝဇန်နေမှာလာဇန်ဘက်ခါမှာထွက်တဲ့လလို့သူ့ရဲ့အချံရံတွေကြော်စိုးတွေကောင်းမြတ်တာတွေအကုန်လုံးဟာပြည့်ဝလာလိမ့်မယ်လို့လို့ပြောတာအဲ့တော့ဒီဇက်တော်လေးကိုဘုမဘာကြောင့်ပြောတာတော့ခုဘုရားလောင်းအဲ့လိုလေးပြောတဲ့အခါကျတော့သဘောပေါက်ပြီးတော့ယသိမဟောလည်းပဲနော်ဖြားရောင်းလို့မရတော့ဘယင်ကြီးကပြန်ပြီးတော့ ယသိကိုပဲပြ်ပေးလိုက်တာပါပဲနောက်တော့ယသိမလေးကတေးသွားတယ်ယသိမလေးတေးသွားတော့မှဘုရားလောင်းကဇန်နေပိန်ရှင်နေရသွားတာဇတ်တော်တော့ဒါအနှစ်ချုပ်ပေါ့နော်အဲ့ပြောချင်တာကဘာလဲဖြစ်တော့ဖြစ်တယ်ပြိမဲ့ကိုမထွက်စီရဘူးဆိုတဲ့ခံယူချက်ဟာကိုကိုကိုကောင်းအောင်ထိန်းတာပေါ့နော်ပထမအဆင့်မကောင်းတဲ့စိတ်တွေဟောမဖြစ်စီအောင် तू စ조사မယ်ဥဒုသင်တဘာဝမလွဲတာလို့ဖြစ်လာပြီးမေးလျော်မှုကြောင့်ဖြစ်လာပြီးဆိုရင်လည်းပဲတဆင့်တက်ပြီးတော့ကြီးထွားမလာအောင်စူးစမ်းရတယ်ပေါ့နော် အဲ့လိုနှီးမျိုးစုံနဲ့ကိုကိုကိုကောင်းအောင်ထိန်းတာကောင်းအောင်ကြိုးစားတာကိုယ်စိတ်ကိုကောင်းအောင်ထားတာကိုကိုကိုကောင်းအောင်ထားတာဘာလို့ခေါ်တော့အတ္တတမပဏိတိတဲ့ဟုတ်လားအဲ့လိုဆိုရင်ဘုံဘုံတို့နာယီလေးကြည့်ပြီးတော့အကွက်စီအောင်ပြောရမယ်ဟုတ်လားဒါအတ္တတမပဏိတိရဲ့အဓိပ္ပာယ်လေးပေါ့နော်အဲ့လိုဆိုရင်ဒီစိတ်ကိုကောင်းအောင်ဘုံဘုံတို့ဘလို့ထားမလို့ပြည့်စုံစေခြင်းနဲ့ပေါ့နော်ကိုယ်စိတ်ကိုကောင်းအောင်ထားတဲ့နေရာမှာအပိုင်းနှစ်ပိုင်းနားလည်မှာနော် ်ဆင်ကျင်တဲ့အပိုင်းရဲ့ပွားများတဲ့အပိုင်းဟုတ်လားအဲ့ဒါဆင်ကျင်တဲ့အပိုင်းကိုဘုံဘုံတို့တသိတသုတ်တံကိုကြည်ကျင်းအဖြစ်ဆင်ကျင်တဲ့အပိုင်းဟာစိတ်ကိုကောင်းအောင်ထားတဲ့နေရာမှာအလွန်ရေးပါတယ်လို့သိနိုင်တယ်ပေါ့အဲ့ဒါဥစဉ်တို့အင်္ဂုတ္တပါဠိတော်တတကနိပတ်ထဲမှာလာတယ်တသိတသုတ်တံတဲ့ရဟန်းတို့တဲ့ကိုယ်စိတ်ကို နော်သူများရဲ့စိတ်ဘလို့ဖြစ်နေတယ်လဲဆိုတာကိုသူများစိတ်ကိုမလိမ္မာတဲ့မသိနိုင်တဲ့ပုံကိုယ်တွေဟာကိုယ့်စိတ်ကိုလိမ္မာကျွမ်းကျင်အောင်ကိုယ့်စိတ်ကိုသိအောင်မြင်အောင်ကြိုးစားရမင်းတဲ့ဘုံဘုံတို့သူများစိတ်ကိုမသိနိုင်ဘူးနော်အပိန်ဉာဏ်မရလို့မသိနိုင်ဘူးအဲ့လိုဆိုလို့ရှိရင်သူများစိတ်မသိကျင်နေပဲစေကိုယ့်စိတ်ကိုပဲသိအောင်ကြိုးစားမယ်ဟုတ်အဲ့ဒါလိုလေးမြတ်စွာဘုရားဏ္ဍန်လေးခြီးပြီးတော့ဥပမာလေးပေးတယ်နော်ငယ်ရွယ်သေးတဲ့လှခြင်းပခြင်းနဲ့အရွယ်လေးယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ် ်ကြေမိုးချိုဖီးလိမ်ပြင်ဆင်ပြီးတော့ဟုတ်လားဘယ်ရှိမှသူတို့ပြင်ဆင်ကြတာတော့ဖီးလိမ်ကြတော့ဆိုမှန်ရှိမှာပေါ့ဟုတ်လားမှန်ရှိမှသူတို့ဖီးလိမ်ကြတယ်ပြင်ဆင်ကြတယ်မှန်ကြည့်တယ်ဘာလို့ကြည့်တော့နော်မျက်နှာပေါ်မှာအဆင်မပြေတာတွေမတင့်နေတာတွေမတန့်ရှင်းတာတွေပေးကျန်းနေတာတွေအကယ်လို့ရှိရင်အဲ့ဒါတွေကိုဖယ်ရှားပြင်မဲ့တုတ်တင်ပြင်မဲ့တန့်ရှင်းသွားအောင်လုပ်မယ်ပေါ့နော်တဆင့်တက်ပြီးတော့ဒီမျက်နှာလေးကိုပို့ပြီးတော့ကြည့်ကောင်းနော်လိမ့်မယ်ချဲမယ်ဆိုတာလည်းရှိသေးတယ်ဟုတ်လား တော့မှန်ကြည့်တယ်ဆိုတာအဓိကပါလေမကောင်းတာကိုဖယ်ပြဖို့ကောင်းတာတွေအဲ့ဒီပေါ်ထပ်ပြီးတော့တင်ဖို့အလွန်ကောင်းတဲ့ဥမာနော်အဲ့လိုပဲဖုံဖုံတို့တွေရာမှန်ကြည့်တဲ့ပုံကွာနော်မှန်ကြည့်ရင်းနဲ့ဩမျက်နှာလေးကဘာမှအပြစ်မရှိဘူးအညစ်အကြေးတွေမရှိဘူးဆိုရင် तू ဝမ်းသာအညစ်အကြေးတွေရှိရင်လည်း तू ဖယ်ပြမယ်ပေါ့အဲ့ဒီလိုပဲတဲ့နော်အတ္တသမပဏိတိစကိုကိုကိုကောင်းအောင်ထားဖို့ကိုစိတ်ကိုကောင်းအောင်ထားဖို့ကြိုးစားတဲ့နေရာမှာဒီနီလန်းလေးကိုနော်အလွန်ကောင်းလို့ သုံးကြည့်ဖို့ဒါဘုံဘုံကပြောနေတာဟုတ်လားအဲ့ကုစိတ်ကိုဘာလုပ်ရမှာတုံးဆိုတော့ကြည့်ရမယ်စစ်ဆေးရမယ်ပေါ့နော်မှန်ကြည့်တယ်လို့မျိုးမကောင်းတာတွေမြင်ရှိနေသလားကုစိတ်ကိုစစ်ဆေးရမယ်အဲ့စစ်ဆေးဝင်စစ်ဆေးနေကိုမြတ်စွာဘုရားဒီမှာအများကြီးတောင်းပြောထားတယ်နော်ဘုံဘုံကတော့အချင်းချုပ်ပြီးတော့ပဲပြောပါမယ်ပထမတည်းတည်းပါပြောတော့ဆိုတော့နော်အဘိဇာလူနုခော